မေလ၄ရက်နေ့ကစတင်ပြီးရန်ကုန်ပြည်သူ့စေယုံကြီးမှာတက်ရောက်ကုသနေတဲ့အတွင်းလူနာတွေကိုဓာတ်ခွဲဆန့်သတ်မှု48မျိုးအထိအခမဲ့အစတင်လုံဆောင်ပေးနေပြီဖြစ်တယ်လို့ရန်ကုန်ပြည်သူ့စေယုံကြီးစေယုံအုပ်ဒေါက်တာပပကဆိုပါတယ်ရန်ကုန်ပြည်သူ့စေယုံကြီးမှာအရင်ကအရေးပေါ်နဲ့ပြင်ပလူနာဌာနကိုအရေးပေါ်စိတ်ကူးသားမှုဌာနနဲ့အထူးကုပြင်ပလူနာဌာနဆိုပြီးခွဲခြားစေခဲ့က အရေးပေါ်စိတ်ကူးသားမှုဌာနမှသွေးနယ်စည်းကိုစစ်ဆေးခြင်းအပါအဝင် အခြေခံတက်ခွဲဆန်သက်မှုတွေကိုအခမဲ့လုံဆောင်ပေးလျက်ရှိရလို့သိရပါဗျ။ဒါအပြင် ဓာတ်မှန်စမ်းသပ်မှုတွေကိုလည်းအခမဲ့လုံဆောင်ပေးနေပြီးအရေးပေါ်စေကူတာမှုဌာနကို အရင်အရေးပေါ်ဌာနနေရာမှာသာထားရှိပြီးအထူးကုပြင်ပလူနာဌာနကိုတိုးချက်၅ဓာတ်ဆောင်မြင်းကြီးဓာတ်ကိုပြောင်းရွှေ့ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ရန်ကုန်ပြည်သူ့စေယုံကြီးအရေးပေါ်စေကူတာမှုဌာနကို လာရောက်တဲ့လူနာတွေရဲ့စိုက်ထုတ်ကုန်ကြငွေကြေးစင်းမှုအတွက် အခြေခံစေဝါတွေအခြေခံဓာတ်ခွဲစမ်းသပ်မှု9မျိုးနဲ့ဓာတ်မှန်တယ်လီဗေးရှင်းဓာတ်မှန် ကွန်ပျူတာတမ်းပင်ရိုက်ကူးတာတွေကိုအခမဲ့လှုံ့ဆော်ပေးနေပေမဲ့အထုအစေဝါတွေနဲ့အထုဆန်သက်မှုတွေအတွက်လူနာတွေဘက်ကကုန်ကြခံသုံးဆွဲရမှာဖြစ်ပြီးအရေးပေါ်နဲ့အတွဲလူနာတွေအတွက်သာအခမဲ့အစီအစဉ်တွေလှုံ့ဆော်ပေးနိုင်သေးတယ်လို့သိရပါဗျ။ရန်ကုန်ပြည်သူ့စေယုံကြီးမှာလက်ရှိအချိန်အတွင်းပြည်ညအနေနဲ့တနှစ်ကို လူနာ6200ကျော်လက်ခံကူတာပေးနေရတာ ဖြစ်ပါတယ်။ဒါပေမဲ့လည်းရန်ကုန်စည်းုံကြီးမှာရှိတဲ့ဖွဲ့စည်းပုံအင်အားကတော့လွန်ခဲ့တဲ့2008ခုနှစ်ကလေးကပုံစံအတိုင်းဖြစ်တာကြောင့်လက်ရှိမှာလက်ခံကူတာပေးနေရတဲ့တိုးပွားလာတဲ့လူနာတွေနဲ့ကိုက်ညီမှုမရှိတော့ဘူးလို့သိရပါတယ်။အဲ့ဒီအတွက်ရန်ကုန်စည်းုံကြီးမှာတိုးတက်လာတဲ့လူနာဥယျတိုးချဲ့ထားတဲ့ကုသရေးဌာနတွေနဲ့လာရောက်ညှိထွေဖြစ်စေမဲ့ဖွဲ့စည်းပုံဖြစ်စေဖို့ပြင်ဆင်ဆောင်ရွက်မှုတွေကိုပြုလုပ်နေရလို့သိရပါတယ်။